အပြီးဒီမှာတင်းချူဘုံမှန်ရဲ့ကံတိုင်းဆိုင်ရာလေးမှာမိကွန်းတစ်ခုမိထားပါရဲ့ဗျာဘဝတစ်ခုရဲ့အမိဝမ်းတွင်ကံတူအကျိုးပေးတတဝါနှစ်ဦးထက်ညာသောတတဝါတို့ဤပဋိတန်ဒီစိတ်များပြန်၍ညွတ်ကိုင်းမှုမျိုးရှိနိုင်ပါသလားဗျာအကြောင်းမှာချမ်းသာသောအမိဝမ်းတွင်နှစ်ဦးထက်များသော အမွာဘူးများအတွေ့ရနေသောကြောင့်၎င်း ။စည်ရင်နွမ်းပါသောမိခင်ဝန်းတွင်နှစ်ဦးထက်များသော အမွာဘူးများမွေးဖွားနေသောကြောင့်၎င်း gain အကျိုးပေးနှင့်ဆက်၍မကြံစီအပ်ဟုသောစကားအရမိတို့မိပုံတိထားနားလည်ထားသင့်သည်ကို၎င်းတိလိုသောဥတီချက်ဖြင့်ရှောက်ထားရပါသည်ဖျာဒီလက်တွေ့မျက်မြင်အားဖြင့်တော့ခုနှစ်မွာဘူးရှစ်မွာဘူးထီအောင်မွေးရတော့ရှိပါ နော်ကဲထားပါတော့အဲ့ဒါတော့ဒီတန်ဖိုးရှိတဲ့ပုံကိုယ်တွေလူသားတွေရဲ့ဟောအနေထားကဒီလောက်ပဲရှိငားတွေကြတော့တန်းချီချီအောင်ဥတွေရှိတယ်နိလူမတောင်မှပဲဒီသရေသားလောင်းတွေကတန်းချီချီအောင်ရှိတယ်လို့ပြောတာပဲနော်အောင်မြင်တာကတစ်ခုနှစ်ခုဒီလိုပြောတာမိခင်တောင်မသိလိုက်ရပဲနဲ့ဒီတရေလောင်းလေးတွေဟာတည်ဆုံးသွားတာတွေအများကြီးရှိတယ်။အဲ့တော့ လူသားမိခင်ရဲ့ခန္ဓာကြီးကဒီတယောက်နှစ်ယောက်အလုံးစုံ၅ယောက်၆ယောက်၇ယောက်၈ယောက်ပေါ့ဒါသူ့ရဲ့ခန္ဓာကြီးရည်ချင်းရှိတဲ့နေရာပေါ့လေလေးတစ်စီးဟာတက်စီးမယ်လူ၁၀ယောက်ဆန်းတဲ့လေလေးကို၂၀လောက်စီးရင်တော့မြုပ်သွားမှာပဲဒါတော့အဲ့တော့နေရာမရဘူးဆိုရင်တော့လေဝင်လို့ပဲရမှာဒီအခန်းတောင်မှပဲဟုတ်လားပြည့်သွားလို့ရှိရင်ဒါနောက်ထပ်လူကအပြင်မှာပဲနေရမှာပေါ့ အဲ့တော့ဘလောက်ဖဲဟိုကန်ရင်းတူနေပြီပဲလို့ဒီချိန်မှာစုပြုံတိုးရင် အရင်ရောက်တဲ့လူပဲရမှာပေါ့ဒါအားတော့သရေလောင်းဆိုတာတွေကတော့သရေလောင်းဆိုဒီမှာဒီဂန္ဓဗလို့စာပေမှာရှိတယ်ပေါ့နော်မိခင်သရေတည်ခြင်းအကြောင်းနဲ့မှာသရေလောင်းဆိုတာဂန္ဓဗဂန္ဓဗဆိုတာအမိဝမ်းလို့ရောက်ထိုက်တဲ့သရေလောင်းလို့ဒီလိုပဲဘာသာပြန်ရတယ်အဲ့ဒီသရေလောင်းဟာ ဒီသီရဝါဒဘုရားတရားတော်အရာဆိုလို့ရှင်သုတိစိတ်ကြတဲ့သုတိသုတိပြီးသုတိစိတ်ဖြစ်တည်ပြတ်သွားတဲ့အချိန်တိုင်းလေးကိုဒါတရေလောင်းလို့ပဲပြောအောင်တရေလောင်းလို့ပြောဒီတည်သွားပြီးတဲ့နောက်မှာဟိုဘယ်နေရာမှာဝင်စားရမလဲလို့လိုက်ရှာနေတာပြောတာမဟုတ်ဘူးတိဘက်ဗုဒ္ဓဘာသာတွေကြတော့လူတယောက်တည်ပြီးလို့ရှိရင်59ရက် တရေလောင်းဘဝနဲ့49ခုရဲ့ရှင်သူတို့ဒါသူတို့အယူဆနော်ဒီမှာကျတော့အနန္တရပစ္စယောလို့ဆိုပြီးအတွက်ကြောင့်သုတိစိတ်ပြီးတာနဲ့တရားနဲ့ပရိသေစိတ်ဒါဖြင့်တရေလောင်းဟာဘယ်အချိန်လဲဆိုရင်သုတိစိတ်ချုပ်သွားတဲ့အချိန်လေးကတရေလောင်းပဲအဲ့ဒီအချိန်လေးကသူကမိခင်ဝမ်းထဲမှာဖြစ်ဖို့ဘယ်နေရာပဲဖြစ်ဖြစ်ဖြစ်ဖို့ရသူက ready ဖြစ်နေ ready ဖြစ်တဲ့အချိန်ကသုတိစိတ်ချုပ်တဲ့အချိန်က ready ပဲသူကနောက်ထပ်ပရိသေစိတ်ပေါ်မှာပဲ ဘယ်နေရာပေါ်ရပေါ်ရသူကပေါ်ဖို့ရတဲ့ကမတိခင်မှာသူ့ကိုသတ်မှတ်ချက်ပေးလိုက် register လုပ်တယ်ပေါ့ဒီကနေ့မှာ register လုပ်လိုက်တာကံကမနမိတ်ဂတိနမိတ်ဆိုတာဒါ register လုပ်နေတာပဲမရဏတဏ္ဍဇောကနေပြီးတော့ဖန်းယူထားတဲ့အာယုန်လေးပေါ်မှာသူကမြင်ပြီးတော့တရေစိတ်ကပေါ်တာကိုမတိခင်ကမြင်ထားတဲ့အာယုန်လေးပေါ်မှာဒီတရေစိတ်ကပေါ်ရအဲ့ဒါကြောင့်မလို့မတိခင်ကလည်းကိုသွားမယ့်နေရာသတ်မှတ်ချက်ရှိပြီးသားနောက်မှရှားနေစရာမလိုဘူးခွန်ကြီးတို့ 69ခုနှစ်ကဂျပန်ပြည်ရောက်သွားတယ်ရောက်သွားတဲ့အခါကျတော့ကိုရာဆန်ဆိုတဲ့တောင်တောင်ပေါ်မြို့တစ်မြို့သွားလေတယ်ဂျပန်ဘုန်းကြီးကြောင်းတစ်ကြောင်းမှာတဲရတယ်ပေါ့တီတူဆရာတော်ကြီးနဲ့ပဲအဲ့မှာတဲတော့ဂျပန်ဘုန်းကြီးတွေကခဏကသင်္ချိုင်းတွေမှာသွားပြီးတော့ရွတ်တာဖတ်တာတွေရောက်ကြကိုရာဆန်မြို့မှာအကြီးဆုံးကတော့သင်္ချိုင်းပဲ တည်သွားတဲ့အခါမှာတည်သွားတဲ့ပုံကိုယ်တွေကိုရည်စူးပြီးတော့အမှတ်တရလှုပ်ထတာတွေအများကြီးပဲအဲ့ဒီမှာဂျပန်ပြည်ကဒီအောင်မြင်နေတဲ့ဟိုကုမ္ပဏီကြီးတွေ Sony တို့ Canon တို့ဘာတို့အများကြီးပဲအကုန်လုံးသူကုမ္ပဏီဝန်ထမ်းတွေအားစကုမ္ပဏီပိုင်ရှင်တွေအားစပြီးတော့တည်ရင်ချဖို့ဆိုတဲ့အကွက်ကလေးတွေအများကြီးပဲအဲ့မှာလှုပ်ထတာသူတို့စီမှာတည်ရင်နေဝဲရတွေအတွက်အများကြီးလှုပ်ထတာအဲ့ဒီသုတ်တန်ကြီးကမဆုံးနိုင်အောင် တော်တော်ကြီးတဲ့သုတ်တန်တယ်တုတ်တန်နဲ့လျှောက်လေပတ်လို့တော့မဆုံးနိုင်အောင်ကြီးတယ်အဲဒီဂျပန်ဘုန်းကြီးတစ်ပါးနဲ့တွေ့တော့ဒီသိသွားတဲ့လူတွေအတွက်ဂျပန်နေမဟာယာနချန်တင်းလောက်တာဘာအတွက်လောက်တာလဲလို့ဆိုတော့သူကပြောတယ်သိသွားတဲ့လူရဲ့ spirit ဝိညာဉ်လေးဟာနောက်ဘဝအတွက်သူကစောင့်ဆိုင်းနေတယ်ပေါ့စောင့်ဆိုင်းနေဒီအတွက်ကြောင့်ဘဝကောင်းရအောင်သူကဆုတောင်းပေးတယ် ဂျွတ်ဖတ်တဲ့ဆက်ပေးတယ်။သူသားရမယ့်လမ်းကြောင်းလေးကိုအဲ့ဒါတွေ့အောင်ကူညီပေးတယ်ပေါ့ဂျွတ်ဖတ်တဲ့ဆက်ချင်းချင်းကူညီပေးတယ်။အေဟုတ်ပြီအဲ့လိုဆိုလို့ရှိရင်မင်းတို့ဂျပန်ဘုန်းကြီးတွေဂျွတ်ဖတ်လို့ spirit ဘယ်နဲ့ခုနောက်ကလမ်းကြောင်းတက်တွေ့သွားကြတော့ဆိုအဲ့ဒါတော့မသိဘူးတဲ့။အဲ့ဒါတော့မသိဘူးတဲ့။ဒီလိုပဲ tradition ရာသူတို့ရွတ်နေကြတာ။ကြီးရဲ့တက်ကတော့အဲ့ဒါအဲ့တော့သူတို့ရဲ့အယူဆဆိုရင်တည်သွားပြီတဲ့နောက်မှာ spirit က မိခင်ဝမ်းကိုဝင်ဖို့ရအစင်နဲ့ဆောင်ဆိုင်နေရတယ်ပေါ့လက်မမရသေးဘူးလို့ပြောချင်းပြောမှာပေါ့နော်တန်းစီကြီးတိုးနေရတဲ့အစင်ဖြစ်နေအဲဘာနဲ့တော့တူလို့ဆိုခုနကတုန်းကလို့ဒီဘက်ကလည်း49ရက်လေဆိုင်ရဗမာတွေလည်းတချို့ရှိတယ်လေ9ရက်ဆိုပြီးတော့အဲ့ဒီလိုအယူအဆတွေကတော့ဒါဖရာတရားတော်နဲ့အနန္တရပစ္စည်းရောနဲ့မကိုက်ဘူးပေါ့နော် အဲ့တော့တရေဟာတရေလောင်းဆိုတဲ့စကားလုံးကသုတိစိတ်ကြသွားတဲ့ပုဂ္ဂိုလ်ဟာဒါတရေလောင်းပဲအမိဝမ်းနေတဲ့ခုဖြစ်ကိုဖြစ်မှာပဲအဲ့တော့ဖြစ်တဲ့အခါမှာကိုယ့်ရဲ့ကံတာတဲ့ပုဂ္ဂိုလ်ကိုယ့်ရဲ့တာလို့ရှိရင်ကိုယ်ကဖယ်ပေးရမှာပဲဒါတော့နော်အခုကိတောင်မှပဲဆောင်းဝဲဖြေတာတောင်မှပဲပါရမောနာတော့တန်းဆိုတဲ့ပါမရတာလေအဲ့တော့ကိုယ်ကတော့တန်းမှမဟုတ်လို့ရှိရင်ဘယ်လိုလုပ်ရမှာတော့အဲ့ချေဘူး ဒါဘလောက်ပဲအခြေအနေတွေတူးနေနေကိုယ့်တည်းသာတဲ့လူရှင်ကိုဖယ်ပေးရမှာပဲအဲ့ဒီသဘောတွေကလောကမှာလည်းရှိပါတယ်ကံမှာလည်းပဲရှိပါတယ်ကံဆိုတာကံတစ်ခုတည်းကိုသတ်မှတ်လို့မရပါဘူးကြံတဲ့အခြေအနေကောင်းတွေအများကြီးရှိပါသေးတယ်အဲ့ဒီအကြောင်းကိုသိကြလို့ရှိရင်လောနာကပန်လာတုတ်ဆိုတာဖတ်ရတယ်ကံနဲ့ပတ်သက်လာလို့ရှိရင်ညမလူမျိုးတွေကကံတစ်ခုတည်းကိုပဲဥတီကြောလေးရှိကြတယ် ရသော်ဗျာကအကံတခုတည်းကိုဥတည်မပြောပါဘူးကံဟာမူလဆိုတာတော့မှန်ပါတယ်အကြောင်းရင်းကလောနာကပန္နသုံးမှာအကုသိုလ်လုပ်ထားခြင်းတူတူတယောက်ကကိုးခံရတယ်တယောက်ကမခံရဘူးတဲ့ဟုတ်တယ်လေခုခေတ်လည်းရှိတာပဲရသောမှုတခုကျူးလွန်နေတယောက်ကထောင်မကြဘူးတယောက်ကကြားတယ်မရှိဘူးလားရှိတယ်ဘာဖြစ်လို့အခြေအနေကောင်းနေရှိတယ်အခြေအနေကောင်းရှိတဲ့လူကမကြဘူးအခြေအနေမကောင်းရင်ကြားဒါ မြင်ပဲလို့မရတဲ့ကံမှလည်းအိုက်တန်ရှိတယ်။တဘောတရားမှလည်းအဲ့ဒါပဲ။ဒါဖြင့်အခြေအနေကောင်းဆိုတာဘာပြောလဲ။လူတယောက်ကအကုသိုလ်လုပ်ထားခြင်းသူသူပဲ။သို့တော့ तू ကသီလ၊သမာဓိ၊ပညာသီလနဲ့ထုံမှန်းထားဘူးတခြားကုသိုလ်တွေသူ့မှာရှိတယ်။သီလနဲ့ထုံမှန်းထားတယ်၊စိတ်ကိုလေ့ကျင့်ထားတယ်၊ကာယနဲ့ပတ်သက်ပြီးတော့ထုံမှန်းထားတဲ့အကျင့်တရားတွေရှိတယ်။အဲ့ဒီလိုရှိတဲ့ပုဂ္ဂိုလ်ကအကုသိုလ်လုပ်လေအကုသိုလ်ဟာ ကုသိုလ်ရဲ့အလွမ်းမိုးမှုခံရပြီးတော့သူကဘာမှသိမခံနိုင်ရပျောက်သွားတယ်လို့ဖြစ်တယ်။အေးအကုသိုလ်ခုနကကုသိုလ်နဲ့ပတ်သက်ပြီးတော့သီလတို့ဘာတို့နဲ့ထုံမှန်းထွားတဲ့လူမရှိဘူးအကုသိုလ်တွေကများတဲ့ပုဂ္ဂိုလ်ကြောင့်ကိုးခံရမယ်ဒါ။ဒါကကံကြမ္မာကမျက်နှာလိုက်တာမဟုတ်ဘူးအခြေအနေပေါ်မှာမူတည်တာ။အဲ့တော့ကံမှလည်းပဲ other condition တွေအများကြီးရှိတယ်လို့ပြောတာ။ other condition တွေကိုထည့်ပြီးတော့စဉ်းစားရသော်ဗျာနားလည်အောင်ဥပမာပေးထားပါတယ်။ နောနကပန္နာတုံမှာစားကလေးတစ်ခုနော်ဇေဝတိလုံးလောက်စားကလေးကိုဖန်ခွက်ထဲမှာထည့်လိုက်ဖန်ခွက်ထဲကရေထဲမှာထည့်လိုက်ရင်တော့မဖြစ်တော့အောင်ငန်သွားမယ်ဒါအဲ့ဒီစားကလေးကိုရေခံထဲတို့မြစ်ထဲတို့ထည့်လိုက်မယ်ဆိုလို့ရှိရင်တရားသာတောင်တွေ့ပါမဟုတ်ဘူးအဲ့ဒါလိုပဲခုနကသီလသမารီပညာကုသိုလ်တရားတွေသွားမှုထုံမွမ်းထားတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာ ်အကုသိုလ်မဖြစ်ဘူးမဟုတ်ဘူးဖြစ်တယ်အဲ့ဒီပုံကိုကြတော့ခေါဏကသင်အာချိမာတဲ့ရေသူကြီးရှိတယ်လို့သူ့မှာကုသိုလ်ကောင်းမှုတွေများစွာရှိသည့်အတွက်ကြောင့်အကုသိုလ်နဲ့တူတဲ့စားကလေးကအငံရတာကိုမပေးနိုင်တော့ကြောက်သွားခေါဏလိုရေလေးကနည်းနည်းရှိတဲ့ပုံကိုဆိုလို့ရှိရင်တော့ဖန်ခွက်ထဲကရေလေးလောက်ပဲကောင်းတဲ့ဟာကအမတန်လဲတဲ့ပုံကိုဆိုရင်တော့အဲ့ဒါတတ်မဖြစ်အောင်ငံမှာပဲရသော်ဗျာကလောနာကပ္ပနာတော့မှအဲ့လိုခေါ်ထားပါတယ် ဒါကြောင့်မို့ကံတကူတည်းဟာအဆုံးပြတ်မဟုတ်ဘူးအခြားအကြောင်းတွေလည်းရှိသေးတယ်ဆိုတာအမြဲတမ်းထက်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်